တန်းမျိုးသားလူမျိုးရေးတက်မတော် TNL နဲ့စစ်ကောင်မရှင်တို့ကြားအပြည့်ရဲ့ညှိနှိုင်းချက်ရယူပြီးနောက်မိုးကုံနဲ့မိုးမိတ်မျိုးတွေကနေ TNL တက်တွေထွက်ခွာပေးရမှာဖြစ်ပြီးစစ်ကောင်မရှင်တက်တွေဝင်ရောက်လာမှာဖြစ်ပါတယ်စစ်ကောင်မရှင်တက်တွေဟာမိုးမိတ်နဲ့မိုးကုံမျိုးကိုဝင်ရောက်ရမှာတန်းတက်တွေကိုယ်တိုင်ခေါ်သွင်းပေးမဲ့အခြေအနေနဲ့ဝင်ရောက်မှာဖြစ်တယ်လို့တော်လိုင်းတက်ဖွဲ့တွေနဲ့နှိစက်သူတွေစီကသိရပါတယ် မျိုးကန်လူငယ်တွေနဲ့မျိုးသမီးမျိုးသားတွေကိုခေါ်ပြီးတော့ဆာယောက်ဖစစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့တွေက ခေါ်ရိုက်တယ်။မင်းတို့လားငါတို့ဝင်လာတာကိုမင်းတို့ကတန်မုံတီးတာလားဆိုပြီးခေါ်ပြီးရိုက်နှက်တာတွေရှိတယ်။မိုးကုတ်ရှစ်ဖက်မှာဆာဖတွေရောက်နေပြီလို့မိုးကုတ်မျိုးကန်မျိုးသမီးတူက ARD Times ကိုပြောပါရယ်။နွေမာလန်ကမှတန်းတက်တွေမျိုးနှမျိုးကနေအပြီးဖယ်ပေးမှဖြစ်ကြောင်းသတင်းတွေထွက်ပေါ်လာပြီးနောက် စစ်ကောင်မရှင်ကိုမျိုးတွင်းတအန်းတက်ကိုရင်ခေါ်သွင်းမယ်ဆိုတဲ့အခြေအနေတွေကိုပါကြားသိလာတာပါ။ပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့ကတွန်လိုင်းအင်အားစုတွေကိုတွစ်ဆုံရမှာ TNL ကစစ်ကောင်မရှင်ကိုခေါ်သွင်းလာတဲ့အခါအနောက်ရှက်ဟန်တာဝင်မရှိကြောင်းထဲသွင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအချိန်နေကြောင်းတော်လိုင်းတက်ဖွဲ့တီတီကမြို့ကိုဆက်လက်ကာကွယ်သွားမယ်လို့ထုတ်ပြန်ခဲ့ပေမဲ့မိဖက်ဖြစ်တဲ့ TNL ကနောက်ရှက်ဟန်တာတာမလုပ်ဖို့ပြောဆိုထားတဲ့အတွက်အချိန်နေမှရှုပ်ထွေးနေပါတယ်။ ။လက်ရှိမှာမိုးကုတ်မြို့တွင်စစ်ကောင်မရှင်တပ်ကအဖွဲ့တချို့ရောက်ရှိနေပြီဖြစ်ပြီးစစ်ကောင်မရှင်ကနိုဝင်ဘာ၂ရက်နေ့ကလေးကမိုးကုတ်မြို့ပေါ်မှာဆက်ဆံရေးရုံဖွင့်လှစ်ထားခဲ့ပါတယ်။အခုလောက်ကောင်မှာအဲ့ဒီရုံကတဆင့် TNL တပ်တွေဥဆောင်မှုနဲ့မြို့တွင်းဝင်ရောက်မယ်လို့လည်းဆိုပါတယ်။အခြေအနေကတော့တေချာမသိရသေးဘူး။ကျွန်တော်တို့ကတော့ကိုဖို့ရောက်နေပြီ။သူတို့ချကြမယ်ဆိုလဲအသိနေထားပေါ်လို့တွန်လိုင်းတက်ဖွဲ့ဝင်တူကအယောက်ရီ Times ကိုပြောပါရယ် TNL နဲ့စစ်ကောင်မရှင်တို့ရဲ့ဆက်ဆံရေးရုံးတွေကိုပြည်ဦးတွင်နဲ့မိုးကုတ်လမ်းမပေါ်ရှိရှမ်းလမ်းစုံမှာဖွင့်လှစ်ထားမယ်လို့လည်းသိရပါဗျ။